မောင်လာဦးနီစားရင်ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်မလဲမောင်လာဦးနီကကဘာနဲ့အဝမ်းစိုက်ပျိုးတဲ့ဟင်းသီးဟင်းရွက်တွေထဲမှာအာဟာရဓာတ်အများဆုံးပါဝင်တဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်မောင်လာဦးနီကိုဟင်းလျာအမျိုးမျိုးမှာထည့်သုံးလို့ရှိတဲ့အပြင်ဖြော်ရည်၊ကိမုတ်စတာတွေမှာထည့်ပြီးတော့သုံးကြပါတယ်မောင်လာဦးနီမှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကိုအထောက်အကူပြုစေပါတယ် ဒီနေ့မှာတော့မုံလာဥနီစားခြင်းကခန္ဓာကိုယ်အတွက်ဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။မုံလာဥနီမှာရေဓာတ်က85ရာခိုင်နှုန်းကနေပြီးတော့90ရာခိုင်နှုန်းအထိပါဝင်ပြီးတော့ carbohydrate, protein, vitamin A, vitamin K, vitamin B6, biotin, potassium စတဲ့လူရဲ့ခန္ဓာကိုယ်အကျိုးဖြစ်ထွန်းစေတဲ့ဓာတ်ပေါင်းများစွာပါဝင်ပါတယ်။ကျန်းမာရေးအတွက်ဘလို့အကျိုးပြုလဲဆိုရင်တော့နံပါတ်1မျက်စိကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ မောင်လာဦးနီရဲ့အဓိကပါဝင်တဲ့ဗီတာမင် A နဲ့ဗီတာကယ်ရိုတင်းတို့ကမျက်လုံးကိုနေရောင်တန်းနေကာကွယ်ပေးပြီးတော့မျက်လုံးအတွင်းတိမ်နဲ့တခြားသောမျက်လုံးရောဂါတွေကိုအထက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။မောင်လာဦးနီမှာပါတဲ့လူတင်းတက်ကအသက်ကြီးခြင်းကြောင့်ဖြစ်တဲ့မျက်လုံးအမြင်လွာပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။ နံပါတ်1အသားရေကိုကြည်လင်တောက်ပါစေပါရယ်။မော်လာဥတီမှာဗီတာမင် C နဲ့တခြားအန်တီအောက်ဆီဒန့်တွေချွဲဝါတဲ့ဗီတာမင်တွေပါဝင်တဲ့အထွက်ကိုအသားရေကိုစိုးပြေစေခြင်း၊ကြည်လင်တောက်ပါစေခြင်း၊အမိုင်ရွနဲ့အမဲစက်တွေကိုလျော့ပါစေခြင်း၊အရေးအကြောင်းတွေကိုကျော်နည်းစေခြင်း၊စရာတွေကိုအထောက်အကူပြုပြီးတော့ကျန်းမာလာပါတဲ့အသားရေကိုပိုင်ဆိုင်နိုင်ပါရယ်။ ံပါတ်3အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။မုံလာဥနီမှာအမြင်တဲ့ပါဝင်တာကြောင့်အစာအိမ်နဲ့ဥလန်းချောင်းစနစ်ကိုကောင်းမွန်စေပြီးတော့အစာချေလွယ်စေပါတယ်။နံပါတ်4သွေးရင်းတကြားချက်ကို ထိန်းချိပေးပါတယ်။မုံလာဥနီကိုစားပေးခြင်းကသွေးရင်းမှာရှိတဲ့ acid တွေကိုထိန်းချိပေးတဲ့အတွက်သွေးသားသန့်စင်စေပါတယ်။သွေးရင်းတကြားချက်ကို ထိန်းချိပေးနိုင်တဲ့အကျိုးကျေးဇူးများစွာရှိတဲ့အတွက်စည်းစိုသွေးစိုဝေဒနာရှင်တွေအတွက်လည်းသင့်တော်ပါတယ်။နံပါတ်9 သွားချမ်းမကြီးကိုကောင်းမွန်စေပါရယ်။မောင်လာဦးနေရသွားနေကတွင်မှရှိတဲ့ပိုးမောတွေကိုဖယ်ရှားပေးပြီးတော့သွားပူစားခြင်းသဖုံသွေးကိုခြင်းနဲ့မဖြစ်အောင်ကာကွယ်ပေးပါရယ်။နံပါတ်6ကင်ဆာယောဂါကာကွယ်ပေးနိုင်တယ်။မောင်လာဦးနေကိုနေ့စဉ်စားသုံးပေးခြင်းကအဆုတ်ကင်ဆာ၊ရင်သားကွန်ဆာ၊ဥမာယီကင်ဆာ၊စိကြိတ်ကင်ဆာစတဲ့ကင်ဆာယောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အပြင်ကုသခြင်းတွေမှာအကျိုးကျေးဇူးရှိရလို့လည်းလိလာတွေ့ရှိချက်တွေကဆိုထားပါဗျ။ နံပါတ်9နဲ့နှလုံးကျန်းမာရေးကိုအထောက်အကူပြုပါရယ်။မုံလာဥညီမှာအမြင်တန်းတဲ့ပိုတက်ဆီယမ်ကျွဲဝစွာပါဝင်နေတာကြောင့်နှလုံးသွေးကြောကျဉ်းတာသွေးတိုးတာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးတော့နှလုံးကျန်းမာစေဖို့အထောက်အကူပေးပါရယ်။နှလုံးကျန်းမာခြင်းနဲ့ဆိုရင်မုံလာဥညီစားပေးလို့ရပါရယ်။အဲ့ဒါဆိုရင်မုံလာဥညီမှာဘာတွေပါဝင်လဲဆိုတာနဲ့ ကျမ်းမာရေးကိုဘလို့အထောက်အကူဖြစ်စေလဲဆိုတာသိသွားလောက်ပါပြီ။တခုတတိထားရမှာကတော့ beta carotene ကျွဲဝါတဲ့လိမ္မော်ရောင်ရှိတဲ့မုန်လာဥနီရွှေဖယုံသည့်ကစင်းဥစားတာတွေကိုလွန်ကင်းစွာစားတဲ့အခါမှာအသားရောင်လဲအဝါရောင်သန်းလာတဲ့အတွက် အသည်းရောင်ခြင်းကြောင့်ဖြစ်တဲ့အသက်ဝါနဲ့ရောထွေးတတ်ပါတယ်။အထူးသဖြင့်ကလေးတွေမှာဘီတာကယ်လိုရင်းပါတာတွေစားတာများရင်အဲ့လိုဖြစ်တတ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းမို့အသားရည်အဝါရောင်သန်းတာအန္တရာယ်မရှိပါဘူး။ဒါပေမဲ့ဘယ်အစားစာမဆိုအလွန်အကျွံစားတာမျိုးမဟုတ်ဘဲချင့်ချိန်စားသုံးပြီးတော့ကျမရေးအတွက်အကျိုးရှိအောင်အသုံးချနိုင်ကြပါစေလို့အကြံပြုပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက် အားလုံးကိုကျေးဇူးများတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစ်စုံတစ်ရာရှိရယ်ဆိုရင်တော့ like and share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းတောင်းဆိုချင်တာဖြစ်ပါရဲ့ရှင်။